တေတောင်ကျူးတယ်မြေဖုတ်ဘလူးငှက်ခါတောင်ပင်ကြရေးတောင်မဲကွဲတောင်လိုက်ရင်ချိုးမြို့လိုက်ရင်ခါအလိုပြာနှက်ပြီးနှက်ဘုံကိုသွားငါဟဲ့ဆန်ထွားထိုသူကထန်းရီကစော်တေရီသမားဆန်ထွားသူသည်ထတော်မှာပြော၏ကိုချက်ကြီးဤတေရီတဲမှာမွေ့၏သူသည်သဘောကောင်းသည်ကံကားပါတွင် ူရာမေရိယမတပါကြံကံလေးပါကို မကျူးလွန်ထင်း၏သူကဆ ảy ရံမပြုသို့တော်မဟုတ်မခံစော်ကားလာသူအားအပြုတ်နှံသူဖြစ်၏ကိုချက်ကြီး၏ကစော်တဲတွင်စီကနေအတန်မကြားလိုက်သည်နှင့်လက်တယ်မှာအာစံထွားရိုက်သွားတယ်ထတော်တွင် ရုတ်ရုတ်တဲတဲဖြစ်လိုက်ပါကလည်းလက်တံပြောင်သူမှာစံ ဇန်ထွားကျုပ်ကရိုက်ရိုက်ဇန်ထွားတွင်ဇနီးမရရှိသည်နမဲကမတ်ချောရင်သို့တော်မချောပါမရင်ပါအယုံဆိုးအကြီးတန်တော့လေဇန်ထွားကအလွန်ချစ်မြတ်တော်သည်ဟောဒီမှာမချောစားဖို့တင်မော်ဒီမဲ့မဲ့သွားစားဦးဟွအရေးတွေတောက်လာပြီကျုပ်ကိုလာချော့ရလားသွားဟင်း အောင်လာတို့အတင်းတိုက်လို့ပါကွာတနေ့တော်ရင်တနေ့ဟာသူ့ဝမ်းရည်တောက်ရည်အတွက်ဖိုးပရက်များကိုဖမ်းယူရောင်းချရန်စံထွားရောက်ရှိလာ၏ဟူးဒီတော့ထဲမှာခုအထိဘာတကောင်းမှဖမ်းမရသေးပါလားဒီတော့ဘာပဲဖြစ်ဖြစ်မြေစိုးကုန်းကိုသွားရှာမယ်မြေကျန်းတော့မြေစိုးကုန်းအားမြည်သူမှမသွားဝန်ရှောင်ကြသည် ဟိုမှာဗရက်တွင်ဟော음တွေ့ပြန်တော့လဲလွတ်ထွက်သွားတယ်ငါလဲမောလာပြီဟိုကြောက်တုံးတော့မှခဏနားအောင်မအမောပြေတေးရီအိုးယူလာလို့တော်ပါသေးရဲ့အပြန်ပါကောင်မှမပါလို့တော့မဖြစ်ဘူးရိတ်ခါပြတ်မှဆိုးရတယ်ရအောင်တော့ဖမ်းရမယ်တခွက်တဖလားမောလိုက်အောင်မှာပဲ음မောလဲမောမူးလဲမူးဒီတညတော့ဒီမှာပဲအိတ်လိုက်မယ် ။ဟွာအမေမိုးတော်ဆင်းဆင်းလင်းနေပါမကော။ဟိတေးရည်နဲ့မျက်နှာတက်လိုက်အောင်မယ်။ဟာငါအရက်တစ်စက်မှမကြံတော့ပါလား။မနဲ့တောက်ဖို့ဆိုပြီးညငါတေးသေးချာချာခြံထားသေးတာပဲ။ငါအရက်ကဘသူခိုးတောက်သွားသလဲဟိ။ညကအချိန်လေးဖြေဖို့ဒီမနဲ့ငါမတောက်ရရင် ဒီနေ့ဖို့ငါဘာမှလုံနိုင်ကဲနေမှာမဟုတ်တော့ဘူးငါ့ကိုဒုက္ခရောက်အောင်ငါအရက်ခိုးတောက်တဲ့သူအဝီစီငရေကြီးမှာအဖန်905ကဘာခံရပါစီမကျွတ်ပါစီနဲ့အမေရတမားကအဝီစီငရေကြပါစီလို့ကျိန်တဲ့လားရည်စရာကောင်းလိုက်တာဒါပေမဲ့အဝီစီငရေနေတော့မကျိန်ပါနဲ့ကွာငါအသေးရလို့ပါဘာကွာအသေးမကလို့ ဦးရဲနှလုံးတွေအဆုတ်တွေပါရာရာကျိမ့်မယ်မင်းဘယ်သူလဲငါအရက်တွေပျောက်တဲ့ကိစ္စဖြည့်ရှင်းဖို့လိုတယ်ငါနဲ့ဖြည့်ရှင်းဖို့လာတွေ့ကျိုးကိုမတွေ့ချင်ပါနဲ့ကျိုးကိုတွေ့ရင် ခမည်းစိတ်တွေတိတ်လှုပ်ရှားသွားမယ်ဟဲ့အင်မတန်ချောလာတဲ့ငါမိမမိလိုက်ရင်နဲ့တွေ့တာတော့စိတ်လှုပ်ရှားတဲ့အကောင်မဟုတ်ဘူးကဲဒီလောက်တောင်တားမနိုင်စီးမရတွေ့ချင်းတပဆိုရင်လေလာပါပြီဗျာဟာမြေကြီးတွေ ပွားတက်လာတယ်။ဟဲဟဲအမလေးအမေအမေဘာဘာငါကလက်မအော်ရပဲ။နင်းကလက်အော်ရသလား။နင်းကလူနဲ့မှမတူပဲ။လူနဲ့မတူလို့ဘာတတဝါနဲ့တူရမလဲ။ငါကလူမှလူအစ်စ်ငါရက်တွေခိုးတောက်တာ။နင်းမဟုတ်လား။နင်းကဘာတူလဲ။ဘာကောင်းလဲ။ကျုပ်ကျုပ်ကမြေဖို့ဘလူးစံပြူးပါအမေ တင်စည်းလိုက်တဲ့နမေငါနမေစံထွားနင်းကစံပြူးဆိုတော့ထွားရုံမကပြူးတော့ပြူးလိုက်သည်ကဲပြူးတာပြဲတာတွေအသာထားငါအရက်ဘာကြောင့်ခိုးတော့ရသလဲကျုံဝမ်းပူစာမနေလုံးလို့တောက်ရပါတယ်နေဝမ်းပူစာမှာတော့နင်းသိတယ်ငါဝမ်းပူစာမှာကိုတော့ဥပိ္ပခာပြူးတယ်ပေါ့ဒီလိုပါခမညာကျုံဟာတခါကသူတော်စင်ဖိုးသူတော် ရွာစင်လိုက်စွန်းစံခန်းရင်တနေ့တော့တောဦးတစ်ခုကိုဖျက်သွားမှာอืมရေရေရေငက်လိုက်တာရေလည်းမတွေ့ဘူးဆိုင်ထန်းတွေကြေးစီတွေမတည်နိုင်မဲပြစ်ခဲ့ရတယ်ဟာဟိုတစ်ခေါင်းထဲမှာရေ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 မိုးရွာတုန်းကတေးချန်ခဲ့တဲ့ရေတွေဖြစ်မှာပဲတောက်မယ်အနာရောက်တော့တောက်မယ်တောက်မယ်အဝတောက်ဟာ တစ်ခေါင်းကြီးပဝန်းကျင်မှာငှက်ကလေးတွေရှင်ကလေးတွေကိုမြေပေါ်မှာလဲကြပြီးမတုံမလုံငိမ့်တက်နေတာတွေ့ရတယ်။ဒါအစိတ်ရည်တွေပဲဒီရည်တွေတောက်မိလို့တတဝါလေးတွေတည်နေကြရှာပြီ။ဒီရခိုက်မှာပဲတတဝါလေးတွေဟာပျော်ရွှင်မြူးတူစွာနိုးထလာပြီးပြန်တန်ပြေးထွက်သွားကြတယ်။ဒါဆိုဒီရည်ဟာ အစိတ်ရည်မဟုတ်ဘူး။တောက်မယ်။အရသာရှိလိုက်တာ။ တောက်ပြီးခဏအကြာမှာ ကျုပ်စိတ်တွေတက်ကြွရှင်လန်းလာတယ်။ပြီးတော့အပျော်စိတ်တွေဝင်ပြီးကာခုံမိပါလေရော။ဟေ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 ။သူတော်ဇဘူမာနောအကမာသောတူနဲ့တင်နေလျောင်းအမှန်တော့တေခေါင်းပေါက်ကြီးတဲ့ကိုငှက်တွေခြီလာတဲ့အသီးတွေကြကြတော့အသီးတွေက အချင်ပေါက်ကစော်ဖောက်ရာကအရက်ဖြစ်သွားက ကျုပ်တောက်မိလို့ အလိုဥသူတော်ကဆိုလို့ကလို့အိုးအရှက်မရှိလိုက်တာဟွန်းကျုပ်လဲအတော်မူးရည်ရည်ဝင်နေပြီကျုံနေတဲ့တိမ်ဟောင်းကြီးရောက်အောင်အားခဲပြီးပြန်ခဲ့တယ်ဒါပေမဲ့တိမ်နာအယောက်မှာမထိန်နိုင်ပဲလဲကြခေါင်းနဲ့စောက်မိတာကြောင့်တတိလက်မေးမျောသွားတော့တယ်တတိယလာတော့ကျုံနဲ့အတူနေတဲ့ကပ္ပိယဘာကြီးကို တွေ့ရတယ်ကျုပ်တန်ရာကတော့မတက်တာလှဘူး မင်းတရိလနေတော့မင်းကိုယ်ရဲ့ဖောက်ကောင်ဝင်ကတ်တယ်ကွာညာညာဆိုမင်းဟာမိဖို့ကံဝယ်မီရှိသမျှထမင်းဟင်စားစရာတွေစားတော့တာပဲစားမယ်ဝါမယ်စားမယ်ဒါရေမက ရွာတဲကအိမ်တွေကိုဝင်ပြီးထမင်းဟင်တွေစားတယ်ကြက်တွေကိုလည်းဆွဲသွားတယ်မနဲ့ရောက်ရင်မိဖို့တွေကထမင်းဟင်တွေမရှိတော့ဘူးအိုးတွေအခုံမဲကြံတော့တယ်ကျုပ်ကြက်ကလေးပါသွားပါပြီတော့ ကျုပ်လည်းမတက်တာတဲ့အဆုံးဂံမီရဆရာတဦးကိုခေါ်ပြီးကုတာတော်မှာမင်းစီကဖုတ်ကောင်ဟာ ထွက်ခွာသွားလို့အခုတတိရလာတာပဲဒါပေမဲ့မကြပါဘူးခေါင်းမှာရရှိခဲ့တဲ့ဒဏ်ရာ ပြင်းထန်လွန်းလို့အသက်တေဆုံးခဲ့ရတယ်ဒီလိုနဲ့ကျုပ်ဟာ ခုလိုမြေဖို့ဘလူဘဝရောက်လာပြီးလူဘဝကဆွဲလန်းလာတဲ့တေရီကိုမဖြစ်နိုင်ပဲတေတောက်ကျူးတဲ့မြေဖို့ဘလူဖြစ်နေတာကြောင့် မဲရမဲမြေဖို့ဘလူးမကလို့ခြေတုံနှစ်ဖူးဖြစ်ဖြစ်အေးမကြည့်ဘူးငါတေးရီမတော့ရတာကဲခမရလိုဘထာဝရပြည့်ဝစေဖို့ကျုံနဲ့လိုက်ခဲ့ငါလိုဘဘာဆိုတာနဲ့တိတယ်နော်တိပါတယ်ကဲဟောဟိုမှာကြည့်လိုက်စမ်းအဲအဲ့ဒါဗရက်တွင်းနေမဟုတ်လားအေးအဲ့ဒါဗရက်ကုန်းလို့ခေါ်တယ်ဗရက်တွေအများကြီးမင်းလိုချင်တဲ့ဗရက်ကျင်းတွေကိုငါနေရာပြပြီးပြီး ဒါဆိုမင်းအရက်ငါတောက်မိတဲ့အတွက်အယောပြန်ပေးတယ်ဆိုပါတော့အဲအဲဟုတ်ပါတယ်ပြီးတော့ဒီပရက်တွင်းတွေကို အပင်မန်းခံပြီးတူးစရာမလိုဘူးဟောဒီခရလေးကိုသာမှုတ်ကဲမှုတ်ကြည့်စမ်းဟာပရက်တွေခရတန်ကြားတာနဲ့တွင်းထဲကထွက်လာကြပြီဆန်ထွားကန်ထလာပြီဟေးတကောင်မကြံရိုက်တက်ပြီယူသွားရမယ်နေပါဦးနေပါဦး ကျုပ်ကဒေတော့တာကျူးပေမယ်တတာဖြက်တာတွေကိုတော့မလိုလားဘူးဘာဒါဖြစ်ဇန်ထွားကဗဒက်တွေတက်ရောက်มาကငွေစားရဖို့အတိကမဟုတ်လားဒီတော့ကျုပ်နဲ့လိုက်ခဲ့ဇန်ထွားဆန္ဒပြည့်သွားစေရမယ်ဟောဟိုမှာအဲ့ဒီတခေါင်းလေးကိုကျုပ်နှိုက်လိုက်မယ်နှိုက်ပြီးယူပြီးကဲရော့လက်ဖွားဖြန့်ငွေရင်းကားတွေ ။နောက်ကိုလည်းကျုပ်အတွက်တီအိုးလေးကြုံရင်ဆွဲခဲ့ပါနော်။ဟေးမိမရေ။ပါလေ။အရေတွေတောက်ပြီးအော်ကြီးဟစ်ကျဲလှုပ်လာပြန်ပြီလား။စိတ်ဆိုးအရင်မလိုပါနဲ့။ဟောဒီမှာငွေငွေငွေလေးငါးရီမနေပါလားတော့။ဒါဒီဘယ်ကရလာတာလဲ။ဒါဒီမင်းမနေပါနဲ့ကွာ။ကိုစံတော်အိမ်မနာကျုပ်အခုပြန်လာမယ်။ခဏအကြာဟော ပြန်ရောက်လာပြီလားမိလက်ထဲကပတေရီအိုးလေရှင်အမောပြေတောက်ဖို့သွားဝင်လာတာอืมတေရီတေရီကောင်းကျိုးမပေးတဲ့တေရီငါမိတ်ဆွေလဲတေတောက်ကျူးလို့မြေဖိုလ်ဘလူးဘွားရောက်ခဲ့ရရှာတယ်ဒီတော့ကဲပေးစမ်းတေရီအိုးတွားလေရောဟဲဘလို့လုံးလိုက်တာလဲကိုဆန်ထွားဒီနေ့ကစပြီငါတေရီဖြတ်ပြီဝမ်းသာလိုက်တာတော့ อืมငါကတော့ဒီတသက်အရက်ရှောင်လိုက်တော့မယ်ဒါပေမဲ့ငါမိတ်ဆွေတေတောက်ကျူးအတွက်တော့အရက်အိုးသွားဖို့ရမယ်ဟေးတေတောက်ကျူးဟေးဆံပြူဒီမှာမင်းအတွက်တီအိုးလာဖို့ပါတယ်อืมခေါ်လို့လည်းမကြမလာပါလားတီအိုးဒီမှာထားခဲ့မယ်သူဘယ်နေရာဘာကိစ္စရှိလို့သွားနေပါလဲအေးလေသူပြန်လာရင်တီအိုးတွေ့ရင်တောက်ဖို့အဆင်သင့်ဖြစ်နေမှာပေါ့ อืมဒီနေ့မတွေ့လဲနောက်နေ့တော့တွေ့မှာပေါ့ငါတာဝန်တော့မပြည့်စီရဘူးနောက်တနေ့ဒီနေ့တော့တွေ့ကောင်းပါရဲ့မနေ့ကတေးရီအိုးတော့သူတောက်လို့ကုံရောပေါ့ဟေးမိတ်ဆွေကြီးကျုပ်ရောက်လာပြီလေဟင်မနေ့ကထားခဲ့တဲ့တေးရီတွေဒီအတိုင်းပါပဲလားဒါဆိုသူခုထိပြန်ရောက်မလာသေးဘူးပေါ့ထပ်ပြီးတန်ကုန်ဟစ်ခေါ်ကြည့်အောင်ပါဟေးဆံပြူ ေတောက်ကျူးသူကြီးရေအဲဟုတ်ပြီဟိုတက်ခေါင်းနေရမှာများရှိနေမလားတွားကြည့်မတက်ခေါင်းရှိရကိုတော့ရောက်ပြီဟာအတော်ပဲကျုံနှုံးတက်ခေါင်းတွေကငွေရင်းကားပြတွေနှဲ့ယူသွားရမယ်ဟီးဟင်တပြားမှလည်းပါလို့မလာပါလားတပြားမှမရှိဘူးဘလို့ဖြစ်သွားတာလဲတေတောက်ကျူးလည်းမရှိငွေတွေလည်းမရှိ နောက်ရောက်ခံလိုက်လာတော့ ဆန်ထွားဤမရမှာဟောထွက်သွားပြီသူနိုင်သွားတဲ့တခေါင်းနဲ့နိုင်ကြည့်ရမယ်ငွေရင်းကားနေဒီကရလာတာပဲဖြစ်မယ်အမလေးတော်ဟာငါမိမအတတ်မလားမွေတော်မွေရင်မွေလေးပါမသိနိုင်ပါဘူးဘလို့ဖြစ်တာလဲတခေါင်းနဲ့နိုင်ကြည့်မိတာမွေရလက်ညှိုးကိုခဲပြီးတန်းလန်းပါလာတယ်နေရဘာဖြစ်လို့တခေါင်းနဲ့ကဲပါလေဒီကိစ္စတွေအင်းကြမှာရှင်းကြတာပေါ့ကဲသွားမယ် အိမ်ရောက်တော့ကဲကိုစံထွားရှင်နဲ့တစ်ခေါင်းကိစ္စရှင်းပါအောင်ဒီလိုကငါအရက်တွေတေတောက်ကျူးတဲ့မြေဖုတ်ဘလူးကခိုးတောက်ပြီးအဲ့ဒါပါပဲကွာဩဒီလိုလားဒါဆိုရင်ဒါဆိုရင်မင်းကဘာတွေလုပ်မလို့လဲကွာမတော်မတည့်တွေတော့မလုပ်ပါနဲ့ကျုပ်တဘောညရောက်တော့ဟေးတငငချင်းစံထွားငါပါကွာအထက်ကအမိတ်ချမှတ်တာကြောင့် ငါတနေရာကိုပြောင်းသွားရပြီ။ကဲလာလိုက်ခဲ့ဟိခုငါနေတဲ့နေရာကိုပြမယ်။အရှိစူးစူးလာရင်မှုပုံတရခရီးပင်ကြီးတပင်တွေ့လိမ့်မယ်။အဲ့ဒီကနေအနောက်ကမြောက်ဖက်ဆက်လာရင် ကြောက်သုံးလုံးတောင်စီရောက်မယ်။ပြီးတော့တောင်စူးစူးကိုချိုးပြီး ခရီးဆိုင်ရင်ပဇွန်လက်မကူကြီးကိုရောက်မယ်။ငါအဲ့ဒီကူမှာနေတယ်။လာခဲ့ကွာ။အဲမင်းလာရင်ငါ့ဖို့ဟဲဟဲ ဟင်ငါ့ကိုသူအိမ်မက်ပေးပြီးသူနေတဲ့နေရာညှော်သွားပါလားပြီးတော့ငါလာရင်နက်နက်ရောက်တော့ကဲငါဆန်ပြူးစီသွားမှာသူ့အတွက်တေးရီများများစိတ်တေးရီအိမ်နဲ့တည်သွားရမယ်ကဲငါခရီးထွက်မလို့စိတ်တေးရီအကြီးနဲ့ဘာရီတည်သွားတာလဲဒါတော့တောင်အလေးခံလို့တော့လမ်းမှာတောက်ဖို့အမောပြေစီမဲ့စေးရီလေးပါကွာ ယုံမတော့ယုံမတဲ့အင်းငါအရက်ဖြတ်ထားပေမယ်သူ့အတွက်တော့တည်သွားပေးရမယ်သူလည်းဖြတ်ချိန်နဲ့ဖြတ်မှာပါပဲ now ဟောဟိုမှာမှုပွင့်ပုံခေပင်ကြီးအင်းဒီတညတော့ဒီခေပင်အောက်မှာပဲအိပ်မယ်မနဲ့မှခီးဆက်မယ်ညရောက်တော့ဟဲလူသားငါတက်ပင်ရိတ်မှာမခိုးနားနဲ့ အေးတပင်ရိတ်မအခုထွက်သွားဒီတညတော့အိတ်ဆက်ခိုးနာဝင်ပြုပါခမခွင်းမပြုဘူးဒါဆိုလဲသွားပါမယ်ဟောတာလေးတောက်သုံးကြည့်ပါအောင်မဇက်ဟလောင်းထည့်ပေးမယ်ဟေးဟေးချိုးမြောင်းမြောင်းပူချင်းချင်းတဲတောက်လို့ကောင်းပါလားငါမှလည်းရီရီဝဲဝဲအပျော်တွေဖြစ်လာတဲ့ဟေးကဲကဲတညအိတ်စီနက်နက်ရောက်တော့อืมခရီးပင်ပိုင်ကြီးတော့ ရီဝဲဝဲမပြေအိတ်ကောင်းလုံးနေမှာပဲကဲငါလည်းခရီးဆက်အောင်မှပြီးတော့တောင်ဘက်ဆူဆူကိုခရီးဆက်ရမယ်တဲ့သူနေဟောဟိုရှိမှကြောက်သုံးလုံးတောင်ရောက်ပြီကြောက်သုံးလုံးတောင်ဟာခရီးရဲ့နောက်ဆုံးအဆင့်ပဲဒါပြီးရင်တော့ပဇွန်လက်မကူကိုရောက်ပြီဒီတော့ဒီတညတော့ဒီတောင်ကြီးမှာပဲအနားယူအိတ်ဆက်ရမယ်ညရောက်တော့อืม ခยีပန်းလာလို့အတော်အိတ်ချင်နေပြီဟဲတဇင်းခยีသွားအခုထားလိုက်စမ်းဟေးငါအိတ်မှာလာနောက်ချက်တာဘသူတော့ဟော်ဒီကြောက်သုံးလုံးတောင်ပိုင်ဆိုးတဲ့အယိုးဒီဝါငါသာလင်ဖြစ်တော်သည်ခยีပန်းလွန်းလို့ဒီတညတော့အိတ်ဆက်ခွင်ပေးစီလိုပါတယ်ငါဤပိုင်နဲ့မအိတ်ဆက်ရယခုပင်သွားလို့ကဲမသွားခင် ဟောဒီအဟောဝတကောင်းမေစွာရေကလေးတိုက်ခဲ့ပါရစေ။ဗဇဟလောင်းထည့်ပေးပါမယ်။အမဲအဲအဲရီဝဝေအမဲတဲကောင်းတဲ့အရေးပဲ။ကဲကဲဒီအတွက်မင်းကိုအိတ်ဆက်ခွင်ပြုပါရယ်။နောင်နေနနဲ့ခရီးဆက်ခဲ့ရာငါတဲလာတဲ့တီရီတွေတော့အိတ်ဆက်ခွင်အတွက်ဆက်တာခဲ့ရလို့ကုန်ပြီ။ခုမှတော့နောက်ပြန်လှည့်ဖို့အချိန်မရှိတော့ဘူး။ ိုရောက်မှမီးစင်ကြီးကရတော့မှာပဲဟောဟိုဟိုဟိုရှိမှာပဇွန်လက်မကိုတွေ့နေရပြီအ мян သွားမှာပဲဟဲလူသားရှေးဆက်မသွားဘူးငါတားတယ်ဤနေရာကငါပိုင်ဆိုင်နေမည်ဖြစ်ပေသည်ငါပိုင်ဆိုင်သောဤကမှုကုန်းတွင်မြင်အားကြော်ဖြတ်ခြင်းမပြုလင့်အိုးဒီရောက်လာမှာတော့ဘသူတားစီတာမှမလိုက်နိုင်ဘူးဆက်သွားရမယ်တဲ့ တင်ကငါပြောတာကိုမနာခံဘူးပေါ့ဒါဖြစ်လေအကြောင်းပြရတာပေါ့အိုးကမှုကုန်းလွင်ပြင်းရှင် တကိုးမန်ဝင်းအနိုင်မကျင့်ပါနဲ့တင်တကိုးအားပြက်ပြဲစီအံကျွန်ုပ်မြေပေါ်ကျူးကျော်သူတွေဝင်ဆွတ်သူက အဘယ်သူနည်းကျွန်ုပ်ကသူတော်စင်ဖိုးသူတော်ပင် ဖြစ်ပါသည်ဘသူဖြစ်ဖြစ်ကျွန်ုပ်ပိုင်မြေပေါ်တွင်ခြေချခွင့်မပြုကောင်းပါပြီ။ ကဲမောင်ဆန်ထွားကျွန်ုပ်ဤတောင်ဝေးဖြာအားကိုင်ငါလိုက်ခဲကဲတင်းမြေပေါ်ခြေမချခြေနဲ့ပြီမဟုတ်လားကဲမစုံလက်မကူကိုရောက်ပါပြီဓာတ်တဲ့ဥဥတူတော်ကဘာတူလဲဘာဖြစ်လို့ကျွန်တော်ကိုကဲရတာလဲကျုပ်လားကျုပ်ကတေတောက်ကျူးတဲ့မြေဖို့ဘလူးလေခမရမိတ်ဆွေကြီးပေါ့ဗျာဝမ်းတာလိုက်တာဓာတ်တဲ့ဘလို့လုပ်ပြီး လူတို့တော့အပြည့်ရောက်နေရတာလေ။ကဲဂူတဲဝင်ကြတာပေါ့။ဂူတဲရောက်မှအေးစစ်စီပြောပြပါမယ်။ကဲလာလာဂူတဲဝင်ကြမယ်။ဘာမှတော့ကမပွားနဲ့။အော်ဒါထက်ခမရအတွက်တီးရီတွေတအိကြီးယူခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာအိုးဒါတွေပြောမနေပါနဲ့တော့။ကြုံမကောင်းတဲ့တီးရီကိုစွန့်လွတ်ခဲ့ပါပြီ။ကဲကျုပ်တေတောင်ကျူးတဲ့မြေဖို့ဘလူဘွားကကျွတ်လွတ်ခဲ့တာကိုပြောပြမယ်။ ကျုပ်ဟာမကောင်းတဲ့ဒုစရိုက်အဖြစ်တွေကြောင့်မြေဖို့ဘလူးဘွားရောက်ခဲ့တာကို နောင်တတကယ်ရခဲ့ ကောင်းမှုတွေသာ ပြုတော့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မျက်စိလည်းလမ်းမပြီးတောထဲမှာတဝဲလဲလဲဖြစ်နေတဲ့ခရီးသွားတွေကို ရှင့်အတွင်ဆောင်ပြီးလမ်းမှန်ရောက်အောင်ရှေ့ကညွန်ခဲ့ပါတယ်။အိုမင်းမဆွမ်းဖြစ်နေတဲ့တတ္တဝါအိုတွေကိုလည်းအစားအစာရှာဖွေကကျုပ်ကြွေးခဲ့တယ်။မိုးခေါင်လို့ရေရှားတဲ့အခါတွေမှာလည်းတတ္တဝါတွေတောက်ဖို့ ရေရှားပြီးကြောက်ခွက်မှာဖြည့်ပေးခဲ့တယ်။တခါတော့တောရက်မီကတရားအထုံနေတဲ့ယဟန်တပါးရဲ့ចောင်းတင်ကန်းရှိမှာကိုထင်မပြဝင်တာမို့တစ်သီးဝလန်းတွေရှာဖွေချထားအလှပြုခဲ့တယ်။음အမျိုးမြီမသိတစ်သီးဝလန်းလှူသွားသောတခါဤကုသူကိုတာရုတာရုတာရုခေါ်ပါသည်။ကျွန်ုပ်ပြုခဲ့သောကောင်းမှုကုသူအဆုစုအတွက်လဲ တင့်အားအမြအမြအမြပေးဝေပါသည်ကျွန်ုပ်ကလည်းဝန်တာအာရတာရုတာရုတာရုအဲ့ဒါလို့တာရုလည်းခေါ်ပြီးရောကျုပ်ဟာမြေဖို့ဘလူဘဝကလွတ်ကျွတ်ပြီးဘဝဟောင်းဖြစ်တယ်အခုလို့သူတော်ဘဝပြန်ရောက်ခဲ့တာပဲဩဒါနဲ့ကျုပ်လည်းဒီပဇွန်လက်မကူကိုပြောင်းခဲ့တဲ့ နေရဟောင်းကိုတခါပြန်ကြည့်တဲ့အခါတင်ထားခဲ့တဲ့တေးရီအိုးတွေတွေ့လို့တင်းရောက်လာတာသိရတယ်။ဒါကြောင့်ကျုပ်ရဲ့မြေတားဆွမ်းအားနဲ့ကျွန်ုပ်ဒီမှာရှိအောင် အိမ်မက်နဲ့အတိပေးခဲ့တယ်။ကျွန်ုပ်ပိုင်ဆိုင်တဲ့ငွေရင်းကားတွေကိုလည်းယူလာပြီးဟောဟူကြောက်ခေါင်းထဲမှာတင်းထားတယ်။တင်းကိုထိုက်တဲ့လောက်ပေးလိုက်မယ်။မြမြမပေးလိုက်သေးတာကလောဘရမက်ကြောင့်တောကတမှာဆိုးလို့ပဲ။ကဲယော့ယော့ ဆန်ထွားဤမိမမာနောက်မှတကောက်ကောက်လိုက်ကချောင်းမြောင်းနေလျာကျုံလေဥသူတော်ဘဝနဲ့ဒီမှာတာရှည်နေလို့မဖြစ်ဘူးလူသူနဲ့ဝေးလွန်းနေဒါကြောင့်မင်းတို့ရွာအနောက်ကတာလာရန်ဇေယကြီးကိုပြောင်းနေမယ်စိတ်ကူးတယ်ဟာဒါဆိုသိကောင်းတာပေါ့ဥသူတော်အေးနောက်လာမယ့်လပြည့်နေ့မှာမင်းအဲ့ဒီဇေယကိုလာခဲ့ဟိမင်းလည်းတအားသမျှတရားအားထုတ်ငါလည်းအဲ့ဒီဇေယမှာ အများအတွက်ရည်စူးပြီးတရားစခန်းဝင်မယ်။တိကျသေးတာပေါ့။မင်းလဲခုပေးလိုက်တဲ့ငွေကိုစားလဲစားလှူလဲလှူပေါ့ကွယ်။ကဲသွားပြီအောင်နော်။ကောင်းပါပြီ။လာပြီနေကြကျွန်တော်ဇရက်ကိုလာခဲ့မယ်။음ဒီကိစ္စတွေအလုံးစုံကိုမိမကိုအဖွင့်ပြောလို့မဖြစ်ဘူး။မိမဆိုတာလောဘသား။ကိစ္စလေးတွေမပြတ်တာနဲ့နည်းနည်းကြာသွားတယ်ကွာ။ဘူးကြာတာကအရေးမဟုတ်ဘူး။ ။ငွေဘယ်လောက်ပါလာသလဲ။ဒီအတွက်မပူပါနဲ့ကွာ။မင်းအတွက်ရှာလာပါတယ်။ဟောဒီမှာစင်ပါစက်နှမ်းပတ်တယ်လို့ပဲ။တခါတည်းမြ мян ဆဆာလုံလုံငယ်ငယ်ရှာခဲ့ပါလား။နောက်လာပြီနေ။ဒီနေ့လာပြီနေ။ကျုပ်ရွာဦးကျောင်းသွားပြီးဥပုသ်ဆောင်အောင်မယ်။ကောင်းပါလေကွာ။သွားသွား။အတော်ပဲ။သူရွာဦးကျောင်းသွားနေတော့ဇရက်ကိုငါသွားမယ်။ဒီမိမကစိတ်ချရတာမဟုတ်ဘူး။ငါနောက်လိုက်ချောင်းကျင်ချောင်းနေမှာ ခုရွာဦးကျောင်းသွားတော့လိုက်ချောင်းမှာမပူရတော့ဘူးဇရက်တော့ရောက်ပြီ ပြောဦးသူတော်ဦးသူတော်ပြောဦးသူတော်ဟင်ဇရက်ထဲမှာဦးသူတော်မရှိပါလားအေးလေကိစ္စရှိလို့အပြင်ခဏသွားတာဖြစ်မယ်သူလာတဲ့အထိစောင့်မှဟာငါစောင့်တာလည်းအတော်ကြာပြီခုထိရောက်မလာသေးပါလားဟဲဟိုဟိုမှာဦးသူတော်ရဲ့စိတ်ပရိပါလားကျိုးပြက်ပြီးပြန်ကျဲနေပါလား ဒါဒါဒါဆိုရုံးရင်းစံကတခုခုဖြစ်သွားတာဖြစ်မယ်။ဧကန်နဥသူတော်ကိုဖမ်းသွားကြတာဖြစ်မယ်။ဒါဆိုအမြန်လိုက်မှာရွာလူကြီးစီဝင်ပြီးပြောပြအကူအညီတောင်းရမယ်။ရွာလူကြီးခမားဥသူတော်ကိုခုဇေယျမှာမရှိတော့ဘူး။ဟာကွာဒီအကျယ်သမားသူတော်ဝူးဝူးယူးယူးနဲ့ရှောက်သွားတနေရာမှာအမှုလုံလဲနေမှာပေါ့။ဟာမဟုတ်ဘူးမဟုတ်ဘူးခမရဥသူတော်ဟာ တေးရီအရက် လုံးဝမတောက်တော့ပါဘူးပြီးတော့သူဟာခုတရားဝင်နေပါတယ်ဟေးဒါဆိုမောင်းတီးပြီးရွာသားတွေစုလိုက်မယ်ကဲအဲ့ဒါကျုပ်တို့လူစုခွဲပြီးတော့ရှာကြရမယ်တွေ့ရင်တို့နှစ်ရွာသားများ လူစုခွဲကဦးသူတော်ကိုရှာဖွေရန်ထွက်ခဲ့ကြသလိုငါတော့တလန်းခွဲပြီးရှာမယ်အမလေးကြောက်ပါပြီအာဟာဟိုနွားတင်းကုတ်အဟောင်းကြီးတွေကထွက်လာတာ ဥတုတော်ရဲ့အတန်ပဲရွာသားတွေအကူကြီးတောင်းဖို့အချိန်မရဘူးဒီတော့ငါတယောက်တည်းစွန့်ရတော့မှာပဲအလုံးအအသေးအသေးမှာဟိတ်ဟဲ့ကောင်ဝင်းမရှုံနဲ့ဇက်ပြုတ်သွားမယ်ကျုပ်ရွာလူစိုးငါတိုးကိုခေါ်ပြီးစီစဉ်တာဝင်းမရှုံနဲ့ဟိုးနင်တို့ဥတုတော်ကိုနှိပ်စက်နေတာလက်ပိုက်ကြည့်မနေနိုင်ဘူးလက်ပိုက်ကြည့်မနေနိုင်ဒါဆွဲပြီးရှစ်တက်လာခဲ့ဟိရှေ့တယ်မကဘူး ဘီရောနောက်ကမှာတက်မယ်ဟေ့ဟေးမင်းတို့နဲ့ပူပေါင်းရင်မင်းအတွက်ဝေစုခွဲပေးမယ်ဟေးဒီလိုမတရားတဲ့ငွေကိုငါမမှန်မောဘူးကွာဒါဆိုလဲငတိုးနဲ့တပွဲတလန်းဒါဆန်းကြတာပေါ့ဟာ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 အေးလူဘဝရဲ့နောက်ဆုံးရည်ချင်းဖြစ်ဝါအောင်ရည်ထားပြီတော့အာလက်ကိုထိသွားပြီအဲ့ဒါငတိုးกว่าကဲ တေပြီးတော့သူပြေးလာတဲ့ရှေ့ကငါ့ကိုနဲ့ထိုးခံလိုက်မယ်ဟဲအာอืมသူဓာဘောမှောက်ရကြပြီသူ့ကျမသူဖန်တီးသွားပြီကျုပ်ကိုဘာမှမလုပ်ကြပါနဲ့တော့နောင်တရလို့ဝတ်ကြောင်စော့တီလာရှင်လောက်ပါတော့မယ်ရှားဖွေနေကြတော့ရွာလူကြီးနေရွာသားများမိโกလုံးဖြင့်အချက်ပြခေါ်ယူလိုက်လေသည်ရွာသားများရောက်ရှိလာတော့ ရွာလူကြီးရေဖြစ်ပုံကတော့ကဲဒါတွေခေါင်းနဲ့မထားနဲ့တော့စံထွားနဲ့ဥတူတော်ကြီးထို့နောက်ဟောဒီပထန်းဆက်အရာကျုပ်ပိုင်းနဲ့ငွေရင်းကအလုံးကို အများအကျိုးအတွက်နဲ့ကုသိုလ်ပြုဖို့ရွာလူကြီးလက်အပ်ပါတယ်တာရုွယ်